ုံးပဲမင်္ဂလာပါမန်ချီမင်းနစ်ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာမန်ချီမင်းနစ်ပရိသတ်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Luck 2022ရုပ်ရှင်လေးပဲဖြစ်ပါတယ် Sam ဆိုတဲ့မိဘမဲ့ကောင်မလေးကအမြဲတမ်းကန့်ဆိုးနေခဲ့ပြီးတော့တနေ့မှာတော့ကြောင်မဲလေးကသူ့ကိုကန့်ကောင်းစေတဲ့အကျွေးစီပေးလိုက်ပါတယ်အစင်းသေးဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်လားဗျာကျွန်တော်ကတော့ season တင်ဆက်သူဆက်ပဲဖြစ်ပါတယ် ဆမ်ကတော့မိဘမဲ့ကေဟာမှာနေထိုင်နေမိဘမဲ့လေးတယောက်ဖြစ်ပြီးတော့မကြာခင်မှာပဲ16နှစ်ပြည့်တော့မှဖြစ်တဲ့အတွက်မိဘမဲ့ကေဟာကနေထွက်သွားရတော့မှာပဲဖြစ်ပါတယ်။ဆမ်ရဲ့အခင်ဆုံးတငယ်ချင်းကတော့အသက်၈နှစ်အရွယ်ကလေးမလေးဟေဇယ်ပဲဖြစ်ပြီးတော့ဟေဇယ်ကဆမ်နဲ့အတူတူအကလေးချင်းရတာကိုအရင်သဘောကျတာပဲဖြစ်ပါတယ်။ဒါပေမဲ့လို့ဆမ်ကတော့အမြဲကိုမှကံမကောင်းတဲ့သူဖြစ်တဲ့အတွက်အခုလဲအကလေးချင်းနေရင်လည်းပစ္စည်းတွေအလုံးကသူ့ဘော်ကိုပြုတ်ကြလာခဲ့ပါရင်ဟေဇယ်ကတော့သူ့ရဲ့တငယ်ချင်းစီမှာရှိတဲ့ကံမကောင်းမှုတွေပျောက်သွားအောင်လို့ တူစုထားတဲ့ကန်ကောင်းစီတဲ့အဆောင်လေးတဲ့ကတစ်ခုကိုယူဖို့ပြောလိုက်ပါရင်ဟေဇေကတော့နောက်တစ်ပတ်ထဲမှာလာမယ်သူကမွေးစားမဲ့ဆောင်တွေကအဲ့ဒီအဆောင်လေးတွေကြောင့်ရောက်လာတာလို့ထင်နေခဲ့ပါရင်တူစုဆောင်ထားတဲ့အဆောင်လေးတွေထဲမှာကန်ကောင်းစီတဲ့အကျွေးစီလေးတစ်ခုပဲမရှိသေးတာဖြစ်ပါရင်သူတို့စကားပြောနေတော့မှာမိဘပဲခေဟာရဲ့ဒရိုက်တာကရောက်လာခဲ့ပြီးတော့ဆမ်ကိုသူနေရမယ့်တိုက်ခန်းအသစ်စီကိုသွားဖို့လာခေါ်မဲ့လူမှုဝန်ထမ်းတွေရောက်နေပြီလို့ပြောလိုက်ခဲ့ပါရင်ဆမ်ကတော့ဝမ်းနဲ့စွာနဲ့ပဲသူ့ရဲ့တငယ်ချင်းတွေကိုနှုတ်ဆက်လိုက်ပါရင်ဆမ်ကတော့ဂျန်နေတည်ခဲ့တာကြောင့်အကျွေးစီကိုသူ့ရှာလာပေးပြီးတော့ နောက်တစ်ခါလာလဲရေးပေးမယ်လို့ဟေးဆဲကိုပြောလိုက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆမ်ကကားဘော့ကိုတက်လိုက်ပြီးတော့ကားဘော့မှာသူ့ရဲ့ကိုရင်းမှတ်တမ်းတွေထည့်ထားတဲ့တက်တာကိုတွေ့လိုက်ပါတယ်။ဆမ်ကတော့အဲဒီတက်တာကိုဖွင့်ကြည့်လိုက်ပြီးတော့သူငငယ်တုန်းကပုံလေးတွေကိုတွေ့သွားခဲ့ပါတယ်။အဲဒီအချိန်တုန်းကဆမ်ကိုမွေးစားမဲ့ဆုံတွေကသူ့ကိုမွေးစားဖို့မနစ်ပိုင်းလို့မှပဲမမွေးစားတော့ဘူးလို့ဆုံးဖြတ်လိုက်ကြတာပဲဖြစ်ပါတယ်။ဆမ်ကတော့အဲ့ဒီလိုအရာများကိုခဏခဏခံရပြီးတော့နောက်ဆုံးမှာတော့သူ့ရဲ့ကံမကောင်းမှုတွေကိုလက်ခံလိုက်ရပါတယ် သူနေရမဲ့တိုက်ခန်းကိုရောက်တဲ့အခါမှာတော့လူမှုဝန်ထမ်းကဆမ်ကိုတိုက်ခန်းတော့ပေးလိုက်ပြီးတော့ဆမ်ကတော့တော့ကိုလွတ်ကျသွားခဲ့ပါတယ်။တော့ကတော့ရေမြောင်းဖုံးနှောက်ကိုကျသွားခဲ့ပြီးတော့ရေမြောင်းတဲ့ကိုမကျသေးပေမဲ့လို့စပင်တစီဖြတ်သွားတဲ့အခါမှာတော့ရေမြောင်းတဲ့ကိုပြုတ်ကျသွားခဲ့ရပါတယ်။မိဘမဲ့ခေဟာရဲ့ဒရိုက်တာဆမ်မြေကန်ဆိုးမှုအကြောင်းကိုကြိုသိနေတာကြောင့်လူမှုဝန်ထမ်းကိုလည်းတော့ပို့ယူသွားခိုင်းခဲ့ပြီးတော့သူကတော့တော့ပို့ကိုဆမ်ကိုပေးလိုက်ခဲ့ပါတယ်။ညာဘက်အေပီတဲ့နောက်မှာတော့ဆမ်ကလည်းတည့်ရွယ်ရှင်းတဲ့ဆက်အတန်ကိုကြားပြီးတော့နိုးလာခဲ့ပါတယ်။ ဆမ်မြက်အိမ်ပဒင်းပေါက်တွေကလည်းပွင့်နေတဲ့အတွက်တရက်တွေအထဲကိုဝင်လာခဲ့ပါရင်ဆမ်ကတော့ပဒင်းပေါက်ကိုပိတ်ဖို့ကြိုးစားပေမဲ့လည်းပြန်ပြုတ်ကျသွားခဲ့ပါရင်နိုင်ကိုကြီးလိုက်တဲ့အခါမှာတော့အလုသွားဖို့မိနစ်အနည်းငယ်ပဲလိုတော့တာကြောင့်ရေချိုးကန်းတဲ့ကိုမြ мян ပြေးသွားပြီးတော့မျက်နှာတက်လိုက်ပါရင်အပြင်ပြတ်ထွက်ဖို့ကိုလှုပ်လိုက်တဲ့အခါမှာတော့ရေချိုးကန်းတကားလက်ကင်ပေါက်ကိုဒမျက်စိကလည်းပြုတ်ကျပြီးတော့ဖွင့်လို့မရဖြစ်နေခဲ့ပါရင်ဆမ်ကတော့အဲ့ဒါကသူ့ကြုံတွေ့ဘူးနေကြအချင်းတွေပဲဖြစ်တဲ့အတွက်မလန်ပဲနဲ့သွားတိုက်စီဖို့နဲ့တကားကြားတဲ့ကိုကန့်လန့်ပြီးတော့ဒမျက်စိကိုဖယ်လိုက်ခဲ့ပါရင် ပြီးတော့တဲ့နောက်မှာတော့ဆမ်ကဝေဖိုချေအိတ်ကိုရွှေရင်နဲ့အချင်းတတော်ကုံသွားခဲ့ရပါတယ်။သူကတော့မနှက်စာအတွက်ပါမိုးနဲ့ယူစားမလို့ယူဘူးထုတ်ပြီးတော့ပြင်လိုက်တဲ့ချိန်မှာပဲပါမိုးကတော့လင်းထွက်ပြီးတော့လှေကားနားမှာကတ်သွားခဲ့ပါတယ်။ပါမိုးယူတော့ကနေရာနှက်ကိုပေးသွားခဲ့ပြီးတော့အောက်ပြုတ်ကျလာခဲ့ပါတယ်။ဆမ်ကတော့ရှုပ်ပွားနေတာတွေကိုမြင်မြင်ရှင်းလိုက်ပြီးတော့အလုသွားဖို့ကိုအပြင်ထွက်လာခဲ့လိုက်ပါတယ်။ဆမ်ကတော့အလုသွားဖို့စပိန်စီလိုက်တဲ့အခါမှာတော့သူ့ရဲ့စပိန်ကလေပြားနေတဲ့အတွက်လေပြန့်ဖြိလိုက်ရပါတယ်။မထင်မှတ်ထားတဲ့အလွယ်လွယ်ချော်ချော်တွေဖြစ်ပြီးတဲ့နောက်မှာတော့ဆမ်က အလုပ်ကိုဆော့ဆော့ရောက်သွားခဲ့ပြီးတော့တတိချီကျူရာကိုခံလိုက်ရပါတယ်ဒါပေမဲ့လို့လုံလုံတဲ့အခါမှာတော့အရာအလုံးကလည်းတလွဲတွေဖြစ်နေခဲ့ပြီးတော့ဖြည့်ဆည်းမိတယ်လို့ဖြစ်သွားခဲ့ပါတယ် ဲဒါကြောင့်အလို့ရှင်က Sam ကိုထိခိုက်မှုအ ਨੇ ဆုံးဖြစ်အောင်လို့အပြင်ကပစ္စည်းတွန်းလှဲတွေကိုတွားဆူဖို့ခိုင်းလိုက်ခဲ့ပါတယ်။တပတ်ပြီးလို့နာရဲရောက်တဲ့အခါမှာတော့ Sam ကလည်းမိဘမဲ့ဂေဟာကိုတွားပြီးတော့ဟေဇယ်နဲ့တွေ့ဖို့ကိုလုပ်လိုက်ခဲ့ပါတယ်။ဂေဟာဒရိုက်တာကတော့ဟေဇယ်ရဲ့ဒီဘက်မွေးစားဖို့လာလည်းမဲ့အစီအစဉ်ဖြတ်ခန့်လိုက်ရပြီဆိုတာကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့လို့ဒီနေ့ရဲ့အတွင်းမှာပဲနောက်ထပ်မွေးစားမဲ့သူတွေလာကြည့်မယ်ဆိုတာကိုပြောပြလိုက်ပါတယ်။ Sam ကတော့ဟေဇယ်ကလည်းသူ့လိုမျိုးမွေးစားဖို့ကိုလုပ်ပြီးမှပြတ်သွားတဲ့နာမည်စင်းရင်းတွေများမှကိုစစ်ဖို့နေခဲ့ပါတယ်။ ။ဆမ်ကတော့ဟေဆေကိုတွားကြည့်လိုက်တဲ့အခါမှာတော့ဟေဆေကမွေးစားမခံရမှကြောက်ပြီးတော့ဝမ်းနေနေတာကိုတွေ့လိုက်ရပါတယ်။ဆမ်ကတော့ဟေဇယ်ကိုမွေးစားခံရမှာပါလို့ပြောပြီးတော့နှစ်သိပ်ပေးလိုက်ခဲ့ပါတယ်။အဲဒီညမှာတော့ဆမ်ကလည်းညစာစားဖို့ coffee ဆိုင်ကိုသွားလိုက်ခဲ့ပေမဲ့လို့ထိုင်ဖို့နေရာမရှိဘဲနဲ့လူပြည့်နေတဲ့အကြောင်းမုတ်ယူပြီးပဲ platform ပေးမှသွားထိုင်လိုက်ပါတယ်။ဆမ်ကတော့မုတ်စားနေရင်သူ့ရဲ့ဘေးနားမှာကြောင်မဲလေးတစ်ကောင်ရောက်လာခဲ့ပါတယ်။ဆမ်ကတော့သူ့ရဲ့မုတ်တဝက်ကိုကြောင်လေးကိုကျွေးလိုက်ပြီးတော့မုတ်စားပြီးတဲ့အခါမှာတော့မြောင်လေးကနေကိုထွက်သွားခဲ့ပါတယ်။ဆမ်ကလည်းထားလိုက်ပြီးတော့သူ့ရဲ့လက်ကင်ပေါ်ကိုယူလိုက်တဲ့အခါမှာတော့ ောက်မှာဟေးဆယ်ရှာနေတဲ့အကျွေးစီလေးတွေကိုတွေ့သွားခဲ့ပါဟေးဆယ်ကတော့ကန်ကောင်းစီတဲ့အဆောင်စုဖို့အတွက်ကိုအကျွေးစီလိုနေတာကိုတတိယသွားခဲ့ပြီးတော့ဟေးဆယ်ရဲ့နောက်ထပ်မွေးစားမိဘတွေမွေးစားထားတာကတကယ်ဖြစ်ဖို့မျှော်လင့်ရင်လည်းဟေးဆယ်ကိုပေးဖို့ကိုအကျွေးစီယူသွားခဲ့ပါနောက်နေ့မနေ့မှာတော့ထူးဆန်းတာတစ်ခုဖြစ်လာခဲ့ပါဆမ်ရဲ့နှုတ်ဆက်ကထူးထူးဆန်းဆန်းတူပေးထားတဲ့အချိန်ကွက်တိမှာပဲမြည်လာခဲ့ပါ යි ဆမ်အဲရဲ့ပရင်ပေါက်ဖွင့်ထားပေမဲ့လည်းတရွတ်တွေကတရွတ်နှစ်ရွတ်ပဲကြာလာတာကိုတွေ့လိုက်ရပါ යි ဆမ်ကားရဲ့ရေချိုးကန်းတဲ့ကိုဝင်သွားတဲ့ခါမှာတော့မင်းကယူလာတဲ့အကျွေးစီလေးတွေကျလာတာကိုတွေ့လိုက်ပြီးတော့အဲ့ဒီအကျွေးစီမှာပွင့်ဖက်လေးပတ်နဲ့ကလိုဗာတည့်ရွက်ပုံကိုဆွဲထားတာကြောင့်တကယ်ကံကောင်းစေတဲ့အဆောင်ဆိုတာကိုတည်သွားခဲ့ပါစက်တက်တဲ့အနေနဲ့ဆမ်ကအကျွေးစီကိုတစ်ဖက်ကခြင်ထားပြီးတော့နောက်ထပ်တစ်ဖက်ကလည်းရိုးတုတ်ထားတဲ့ပအမုတ်ကိုပကံပေါ်ကိုပစ်ချလိုက်ပါတယ်။ထူးဆန်းစွာနဲ့ပဲပအမုတ်ကပကံပေါ်ကိုကွတ်တိချသွားတာကြောင့်နောက်တစ်ခေါက်ထက်ဆန်းတက်တဲ့အနေနဲ့အကျွေးစီကိုအဝေးထားပြီးတော့ပအမုတ်ကိုထပ်ပြီးတော့ပစ်ချလိုက်ပါတယ်။ ီတစ်ခါမှာတော့ပါမောကပကန်နဲကိုမကြပဲနဲ့သူ့ရဲ့မျက်နှာပေါ်ကိုပြုတ်ကျသွားခဲ့ပါတယ်။ဆမ်ကတော့အဲ့ဒီအကျွေးစေးကိုဟေဇယ်မွေးစားခံရအောင်ပေးဖို့အတွက်ကိုမိဘမဲ့ကေဟာကိုသူဒီနေ့လာမယ်ဆိုပြီးတော့ဖုန်းဆက်လိုက်ပါတယ်။ဆမ်ကတော့ဟေဇယ်ကိုအကျွေးစေးမပေးခင်အဲ့ဒီအကျွေးစေးနဲ့သူ့ရဲ့ပထမဦးဆုံးနဲ့နောက်ဆုံးအနေနဲ့ကံကောင်းတဲ့ရက်ကိုဖြတ်တန်းဖို့လုပ်လိုက်ခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့သူ့ရဲ့ဘဝမှာအရာအလုံးကလွယ်လွယ်ကူကူဖြစ်နေခဲ့ပြီးတော့ဆမ်ရဲ့အလုံးလုံးတဲ့စကီးတွေကြောင့်တထေးကလည်းသဘောကျသွားခဲ့ပါရင်ညနေရောက်တဲ့အခါမှာတော့ဆမ်ကအလုံးစင်းမှုကိုလှုပ်လိုက်ပြီးတော့အလုံးမစင်းခင်အိမ်သားအရင်ဝင်လိုက်ပါရင်ဆမ်ကတော့သူ့ဖုန်းနဲ့အကျွေးစီးကိုထုတ်ပြီးတော့တ िश ူပုတ်ပေါ်ကိုတင်လိုက်ခဲ့ပါရင်သူမသိလိုက်တာကအိမ်သားကအလိုလျောက်ရေဆွဲချတဲ့စနစ်ရှိနေတာကြောင့်ဆမ်ကလည်းလန်သွားခဲ့ပြီးတော့တ िश ူပုတ်ကိုတိုက်မိသွားခဲ့ပါရင်အကျွေးစီးကလည်းဘေးကအိမ်သားတွေကိုလင်းထွက်သွားခဲ့ပါရင် ဆမ်ကတော့ဟိုဘက်အင်တာတဲကိုသွားပြီးတော့အကျွေးစေးကိုရေမဆွဲချအောင်လို့ခရူးဆိုက်ယူလိုက်ပါတယ်။ဒါပေမဲ့လို့သူ့ရဲ့ကန်ဆိုးမှုကြောင့်ပဲဆမ်မျက်မျက်နာကချွေးကအလိုလျောက်ကိုမှစနစ်ကိုအရှိချသွားခဲ့ပြီးတော့ရေကတော့အလိုလျောက်ဆွဲချသွားတဲ့အတွက်အကျွေးစေးကလည်းပါသွားခဲ့ပါတယ်။မင်းနဲ့ငယ်ကြာပြီးတဲ့နောက်မှာတော့ဆမ်ကလည်းအကျွေးစေးပျောက်သွားတဲ့အတွက်သူကိုယ်သူအပြစ်တင်နေခဲ့ပြီးတော့မင်းကတွေ့ခဲ့တဲ့အမဲရောင်ကြောင်လေးထက်ရောက်လာတာကိုတွေ့သွားခဲ့ပါတယ်။ဆမ်ကလည်းသူ့ရဲ့အကြောင်းတွေသူများကိုပြောပြရင်ဘယ်သူမှယုံမမဟုတ်မှန်းတည်တဲ့အတွက်ကြောင်လေးကိုပဲသူဖြစ်သမျှတွေကိုပြပြလိုက်ပါတယ်။ ကြောင်လေးကတော့အကျွေးစေးပြောက်သွားတယ်ဆိုတာကိုကြားလိုက်ရတဲ့အတွက်စိတ်တူသွားပြီးတော့ဆမ်ကိုလည်းဆူလိုက်ခဲ့ပိုင်းဆမ်ကလည်းကြောင်ကစကားပြောနေတဲ့အတွက်အံ့ဩသွားခဲ့ပြီးတော့ကြောင်ရဲ့လေဘက်ကအကျွေးစေးကလို့အမှန်သားတွေရှိနေတာကိုတွေ့လိုက်ရပိုင်းဆမ်ကတော့အကျွေးစေးကကြောင်လေးနဲ့တက်ဆိုင်နေတယ်ဆိုတာတီးတာတဲ့အတွက်သူ့ကိုနောက်ထပ်အကျွေးစေးတစ်ခုကိုထပ်ပေးဖို့ကိုပြောလိုက်ပြီးတော့အဲ့ဒါကိုကြားတဲ့ကြောင်လေးကလန်တစ်ဖက်ကိုထွက်ပြေးသွားခဲ့ပိုင်းဆမ်ကတော့တမျိုးလုံးအနှံ့ကိုမှကြောင်လေးနောက်ကိုပြေးလိုက်ပေမဲ့လို့မမိဘူးဖြစ်နေခဲ့ပိုင်း ။ဆမ်ကတော့လမ်းကြားထဲကိုရောက်တဲ့အခါမှာကြောင်လေးကကီးဘုတ်ကနေပေါ်တဲတစ်ခုကိုဖွင့်လိုက်ခဲ့ပြီးတော့အဲ့ဒီကနေဖြတ်သွားတာကိုတွေ့လိုက်ရပါတယ်။ဆမ်ကတော့နောက်ထပ်ကြွေစည်းတစ်ခုကိုထပ်ရဖို့ကိုမျှော်လင့်ချက်နဲ့ကြောင်လေးနောက်ကိုလိုက်ပြီးတော့ပေါ်တဲတဲကိုဝင်သွားခဲ့ပါတယ်။ဆမ်ကတော့ကံကောင်းစီတဲ့တိုင်းပြည်ကိုရောက်သွားခဲ့ပြီးတော့ဘော့ကတော့သူ့နောက်ကိုဆမ်လိုက်လာတာကိုတီးသွားတာကြောင့်ဒီတိုင်းပြည်မှာလူသားတွေကိုဝင်ခွင့်မပေးတဲ့အတွက်ကိုလှမ်းသွားခဲ့ပါတယ်။ဆမ်ကတော့ဘော့ကိုစိတ်မပူဖို့ပြောလိုက်ခဲ့ပြီးတော့သူ့ကိုနောက်ထပ်ကြွေစည်းပေးရထွက်သွားမယ်လို့ပြောလိုက်ခဲ့ပါတယ်။ဘော့ကတော့ကြွေစည်းကလက်ဆောင်ဖြစ်ပေးတာမဟုတ်ဘဲနဲ့ ူ့ရဲ့လေပတ်ထဲကနေပြီးတော့ကျသွားခဲ့တာလို့ဆိုလိုက်ခဲ့ပါတယ်။ကံကောင်းစေတဲ့တိုင်းပြည်ကသူတွေကလူသားတိုင်းပြည်မှာသူတို့ရဲ့ကံကောင်းမှုကအလုံးမဖြစ်တဲ့အတွက်အကျွေးစေးတွေကိုစောင့်သွားရတာလို့ပြောလိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမင်းစာလေးနဲ့ကောင်ကရောက်လာခဲ့တဲ့အတွက်ပေါ့ကဆန်ကိုပုံခိုင်းလိုက်ပြီးတော့မင်းစာလေးတွေကိုသူ့ရဲ့လက်ထောက်ဂျယ်ရီပမာလဲဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။မင်းစာလေးတွေကဂျယ်ရီကအကျွေးစေးဌာနမှာလို့ပြောလိုက်ပြီးတော့အဲ့ဒါကိုကြားလိုက်တဲ့ဆမ်ကတော့အကျွေးစေးရအောင်လို့အကျွေးစေးဌာနကိုသွားဖို့ကိုအကြံရရှိသွားခဲ့ပါတော့ရင် ပြဿနာကတော့အဲ့ဒီနေရာကိုမှင်စာတွေပဲဝင်လို့ရတာဖြစ်တာကြောင့်ဆမ်ကမှင်စာရောင်စောင့်သွားရမှလည်းဖြစ်ပါ යි ။ဘောကတော့သူကကပတိန်ကိုဖြတ်ဖို့အတွက်ကိုအကျွေးစေးလိုနေတာကြောင့်ဆမ်ကတော့သူ့ရဲ့ပတ်စံအိတ်ကကျဲ့သေးကိုအကျွေးစေးနေနဲ့ကိုခဏသုံးထားဖို့ကိုပြောလိုက်ခဲ့ပါ යි ။ကပတိန်ကတော့ဘော့ကိုအချောင်းတစ်ခုခုကြောင့်အမြင်ကက်နေတဲ့အတွက်သူ့ကိုဓာရှာစောင့်ကြည့်နေကြတာပဲဖြစ်ပါ යි ။အဲ့ဒါကြောင့်ဘော့ကလည်းကပတိန်ကိုအာယုံလွှဲထားလိုက်ပြီးတော့အကျွေးစေးလားကျဲ့သေးလားမသိအောင်လို့စက်သေးကိုမှထည့်လိုက်ခဲ့ပါတော့ရင်။ ဘောနက်ဆမ်နိုးကလည်းအဝစ်လဲကန်းထဲကိုဝင်လာလိုက်ပြီးတော့ပေါကာသူ့ရဲ့လက်ထောက်ဂျယ်ရီရဲ့ဗီဒီယိုအဝစ်တွေဆမ်ကိုပေးလိုက်ခဲ့ပါရင်အဲ့ဒီချိန်မှာပဲမင်းစာလေးနှစ်ကောက်ကရရှိလာခဲ့ပြီးတော့ဆမ်ကိုမြင်သွားခဲ့ကြပါရင်သူကရန်ကုန်မှာအန်အောသွားခဲ့ကြပါမယ်လို့ဘောဂါရက်ဆမ်ကမင်းစာအကြီးကြီးတွေနေတဲ့လေဗီယာကနေပြီးတော့လာလာလို့ပြောလိုက်ခဲ့ပါရင်နှုတ်ဆက်စကားပြောပြီးတဲ့နောက်မှာတော့ဘောမနက်ဆမ်တို့ကလည်းအကျွေးစီဌာနကိုထွက်လာကြပြီးတော့ဆမ်ကတော့အဆောက်အုံတွေကကန်ကောင်းချင်းတိုင်းပြည်ကိုကြည်လိုက်ပါရင်ဒီတိုင်းပြည်မှာတော့အားလုံးကလည်းအဆင်ပြေပြေလုံလုံနေကြပြီးတော့ဒရဝါရီကလည်းညင်ညင်ညွတ်ကိုမှနေထိုင်နေကြပါရင် ဘောဘကတော့တည်ယူပို့ဆောင်ရေးအပြားပေါ်ကိုတက်စီးလိုက်ပြီးတော့ဆမ်ကလည်းသူ့နောက်ကလိုက်လာတယ်လို့ထင်နေခဲ့ပါတယ်။ဒါပေမဲ့လို့ဆမ်ကအပေါ်မှာချန်နေသေးတာကိုတွေ့လိုက်ရပြီးတော့အောက်ဆင်းဖို့လုံတဲ့ခါမှာတော့ပြုတ်ကျသွားခဲ့ရပါတယ်။ဘောဘကတော့ဆမ်ကိုကူညီဖို့လာရင်လည်းကောင်မလေးရဲ့ကန်ဆိုးမှုတွေကိုအံ့ဩနေခဲ့ပါတယ်။သူတို့ဂျယ်ရီနဲ့တွေ့တဲ့ခါမှာတော့ဘော့ကဂျယ်ရီကိုဆမ်ကလဗီယာကလာပြီးတော့ဒီမှာလုံလုံမဲ့ပထမဦးဆုံးရက်ဖြစ်တဲ့အတွက်ကိုမှသူ့ကိုလိုအပ်တာတွေကိုတင်ပေးဖို့ကိုပြောလိုက်ခဲ့ပါတယ်။ မင်းစာလေးကလည်းလက်ခံလိုက်ပြီးတော့ဆမ်ကိုဌာနရဲကိုမှခေါ်သွားခဲ့ပါတယ်။ပထမဆုံးအနေနဲ့သူတို့ကလယ်နေတဲ့ထိုင်ကုန်းပေါ်မှာထိုင်ရမှာဖြစ်ပြီးတော့အကျွေးစေးကိုအချောတိုက်ဖို့အကျွေးစေးထုတ်ဆက်တဲ့ကနေအကျွေးစေးတွေယူရမှာပဲဖြစ်ပါတယ်။အဲ့ဒါပြီးရင်နောက်မှာတော့သူတို့ကအကျွေးစေးတွေဆောက်ယူတဲ့ဖန်ပြောင်အောက်ကိုရောက်ပြီးတော့အဲ့ဒီကနေအကျွေးစေးတွေကိုယူသွားခဲ့ပါတယ်။ဆမ်ကတော့ဒုတိယတစ်ခါမှာတော့အကျွေးစေးကိုအိတ်ကတ်ထဲကိုထည့်ဖို့ကြိုးစားပေမဲ့လည်းဖန်ပြုံထဲကိုထပ်ပါသွားခဲ့ပါတော့တယ်။ဆမ်ကတော့နောက်တစ်ချိန်အကျွေးစေးတွေကိုထည့်ယူလိုက်တဲ့အခါမှာတော့သူ့စီကိုပါလာတာကကြည်တီးဖြစ်နေခဲ့ပါတယ်။ ဆမ်ကတော့အကျွေးစေးထက်ယူဖို့လိုလိုက်တာကြောင့်လမ်းတွေပိတ်ကုန်ပြီးတော့ဌာနတစ်ခုလုံးကလည်းရှုပ်ထွေးသွားခဲ့ပါတယ်။အပြင်ထွက်လာတဲ့အခါမှာတော့ဆမ်ကဂျယ်ရီကိုအမှန်တမ်းကောင်မှပြောပြလိုက်ပြီးတော့သူတို့ကိုကူညီပေးဖို့ကိုပြောလိုက်ခဲ့ပါတယ်။ဂျယ်ရီကဘော့ကိုကန်ဆိုးကပါတဲ့အပိုးမခံရအောင်ကူညီပေးမယ်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲကပတိန်ကစစ်စေးရဲ့ဖွဲ့ရီနဲ့တူတူရောက်လာခဲ့ပြီးတော့ဌာနထဲမှာကန်ဆိုးမှုတွေပြန့်နေလားစစ်စေးဖို့ရုံစစ်စေးရဲ့တပ်ဖွဲ့ကိုလွှတ်လိုက်ခဲ့ပါတယ်။အဲဒါကြောင့်ဆမ်တို့ကလည်းအကျွေးစေးကိုနောက်တနည်းနဲ့ကောင်မှပြောင်းယူဖို့စဉ်းစားရပါတော့တယ်။ ဂျယ်ရီကတော့ဒီကပတိန်မလာခင်တုန်းကအကျွေးစီလူသားကပါမှာပျောက်ရင်ယုံဒရုံးလွှတ်ပြီးတော့လိုက်ရှာခိုင်းတယ်ဆိုတာကိုပြောပြလိုက်ခဲ့ပါတယ်။ဒါပေမဲ့လို့အဲ့ဒါကအသုံးမပြုတာနှစ်ကြာနေပြီဖြစ်တဲ့အတွက်အဲ့ဒါကိုတုံ့ပို့ဆိုရင်တော့ကန်ကောင်ခဲတဲ့ကိုမှအပြန့်ဖြေရမှာလည်းဖြစ်ပါတယ်။သူတို့ကန်ကောင်ဌာနကိုရောက်တဲ့အခါမှာတော့အလုံးကလည်းအရင်ကြီးတဲ့မှင်စာကိုမမြင်ဘူးတဲ့အတွက်ဆမ်ကိုပဲဝိုင်းကြည့်နေခဲ့ကြပါတယ်။သူတို့ကအလုံးမရင်းမိအောင်လို့တတိထားလာကြပြီးတော့ကန်ကောင်းဌာနရဲ့ CEO ကိုလှုပ်လှုပ်နေတဲ့နေရာကိုရောက်သွားခဲ့ပါတယ်။ သူကတော့ကန်ဆိုးမှုတွေကိုအနက်ခံနိုင်ပြီးတော့သူတို့ကဘာကိုကန်ဆိုးမှုတမုံမဝင်မလာအောင်လို့တားဆီးပေးတာပဲဖြစ်ပါတယ်။ CEO ကဝက်ဝုံကိုကန်ကောင်းအခဲလုပ်ဖို့ပြောလိုက်ပြီးတော့သူတို့စာလုပ်တဲ့အခါမှာတော့ Bob က Sam အကူညီနေနဲ့ကန်ကောင်းအခဲတစ်ခဲကို Jerry C ကိုပြစ်ပေးလိုက်ပါတယ်။သူတို့အစီအစဉ်ရဲ့ဒုတိယပိုင်းကိုစလို့ရပြီဖြစ်တာကြောင့် Jerry ကလည်း drone ယူဖို့ကိုတွားလိုက်ခဲ့ပြီးတော့ Sam နဲ့ Bob ကလည်းထင်းချုပ်ရေးဌာနကိုတွားလိုက်ခဲ့ကြပါတယ်။ Bob ကတော့ရုံကိုအာယုံလွှဲတဲ့အနေနဲ့သူ့ရဲ့ keyboard ကိုပြစ်ချပြီးတော့အစ်တစ်ခုကိုတွားယူခံလိုက်ပါတယ်။ ီးတော့ဘော့ကရထင်းချုပ်ရေခလုတ်ကိုဖွင့်လိုက်ပြီးတော့ဂျယ်ရီကတော့ဒရုန်းတွေကိုကန်ကောက်ခဲထည့်လိုက်ခဲ့ပါတယ်။ဒရုန်းကိုလူရဲကဘာတွေကိုပို့ပြီးတဲ့နောက်မှာတော့ဒရုန်းရဲ့လှုပ်ရှားမှုတွေကစကရင်ပေါ်မှာပေါ်လာတာကြောင့်ယုံတွေကတော့တခုခုမူမမနာကိုသတိထားမိသွားခဲ့ပါတယ်။ဆမ်ကတော့ယုံတွေကိုအာယုံလွှဲနေနေတဲ့အခန်းထဲကိုဝင်လာပြီးတော့သူဟေဇင်နဲ့အတူတူလေ့ကျင့်ခဲ့တဲ့အကတွေကိုကပြလိုက်ပါတယ်။ယုံတွေကလည်းသူကားတာကိုသဘောကျသွားခဲ့ပြီးတော့သူတို့ပါလိုက်ကလိုက်ကြပါရင်ဘော့ကတော့သူ့အလုပ်ကိုပြီးအောင်လုပ်နေရင်းနဲ့ဒရုန်းကတော့အကျွေးစီကိုရှာတွေ့သွားတာကြောင့်ဆမ်နဲ့ဘော့တို့ကလည်းထင်းချုပ်ရေကန်တဲ့ကနေကိုထွက်သွားလိုက်ကြပါရင် အဲ့ဒီအချိန်မှာပဲကပ္ပတိန်ရဲ့ကြညာချက်ကထွက်လာပြီးတော့ကပ္ပတိန်ကတော့မင်းစာရီပေးတဲ့အကျွေးစီတဲကိုကျက်သီးတလုံးပါလာတာကိုပြောလိုက်ခဲ့ပါတယ်။ပြီးတော့အဲ့ဒီကြည်သေးယူလာတဲ့တန်တရားရှိသူကြောင်သုံးကောင်ကိုပြလိုက်ပြီးတော့အဲ့ဒီထဲမှာဘော့ကလည်းပါဝင်နေတာဖြစ်ပါရင်ဂျယ်ရီကတော့ဒရုန်းကိုပြန်ရလာခဲ့ပြီးတော့ဒရုန်းကတော့အကျွေးစီးကိုယူဖို့လုပ်လိုက်ပါရင် ဒါပေမဲ့လို့အကျွေးစီကတော့မြောင်ရည်တွေနဲ့ကိုဖုံးနေတာကြောင့်ဂျယ်ရီကတော့အဝေးယူပြီးတော့အကျွေးစီယူဖို့လိုလိုက်ပေမဲ့လေဆိုးဆက်ကတော့ဒရုန်းကိုဆုပ်ယူသွားခဲ့ပါရင်ဒရုန်းကတော့ကန်ကောက်မှုနဲ့ကန်ဆုံးမှုနဲ့ဆက်ကြားကိုရောက်သွားတော့မှဖြစ်တာကြောင့်ဘော်ဘလိုကတော့အဲ့ဒီနေရာကိုသွားပြီးတော့ဒရုန်းသွားယူရတော့မှပဲဖြစ်ပါရင်ဆမ်နဲ့ဘော်တို့ကလည်းဒက်လီကားရဲကိုဝင်လိုက်ပြီးတော့ဆမ်ကအောက်ဆင်းမဲ့ခလုတ်ကိုနှိပ်လိုက်ပါရင်ဒါပေမဲ့လို့သူကမတော်တဆမှားနေမိတာကြောင့်နေရာမှားပြီးတော့ကန်ဆုံးမှုနဲ့မြေတဲကိုရောက်သွားခဲ့ကြပါရင် ကန်ဆုံမှုတိုင်းပြည်ကကန်ကောင်းတိုင်းပြည်နဲ့မြေဆွေးအားဆန့်ကျင်နေပြီးတော့ဆမ်ကတော့ဒက်လီကအပြင်ဘက်ကိုရောက်သွားခဲ့ပိုင်ဆမ်ကလည်းပိုက်ကိုတိုက်မိတာကြောင့်ဘောရှိနေတဲ့ဒက်လီကကပိတ်မိသွားခဲ့ပြီးတော့ဆမ်ကလည်းဝင်လို့မရကိုဖြစ်သွားခဲ့ပိုင်ဘောကတော့ဆမ်ကိုနေဆက်နှစ်ခုချားမှရှိတဲ့နေရာကိုလာခဲ့ဖို့ကိုပြောလိုက်ခဲ့ပိုင် ဆမ်ကတော့အဲ့ဒီနေရာကထွက်မသွားနိုင်သေးခင်မှာပဲကျောက်စီယာတတဝါရီအများကြီးကိုမှတွေ့လိုက်တဲ့အတွက်လန်ပြီးတော့အခန်းတစ်ခုထဲကိုမှဝင်ပုံလိုက်ပါဆမ်ကတော့အခန်းတစ်ခုထဲကိုရောက်တဲ့အခါမှာတော့အထက်ကမကောင်းဆိုးဝါးပုံစံတတဝါရီကိုတွေ့လိုက်ရတာကြောင့်လန့်ပြီးတော့ထွက်ပြေးလိုက်ပါဆမ်ကတော့ပြင်ရောက်တဲ့အခါမှာတော့73တက်ရှိတဲ့တာဝါတစ်ခုကိုတွေ့လိုက်ရပြီးတော့အဲ့ဒီမှာနေနမိတ်ဖြတ်ဖို့ကိုမှထွက်ပေါက်ရှိတယ်လို့ဘောက်ကတော့ပြောတာကိုတတိယသွားခဲ့ပါ ဆမ်ကတော့အဲ့ဒီနေရာမှာရှိတဲ့အရာတွေကတူတွဲကတော့အဆင်ပြေနေတာကြောင့်အဲ့ဒီနေရာကိုရောက်ဖို့ကန်ဆိုးမှုတွေနောက်ကိုလိုက်သွားခဲ့ပါတယ်။ပြီးရင်နောက်မှာတော့ဆမ်ကတဲလွန်စားကိုလိုက်ရှာဖို့ပုံပြီးတော့တင်ခင်းရံရနောက်ကိုလိုက်သွားခဲ့ပါတယ်။အဲ့ဒီအောက်မှာတော့အပေါက်တစ်ခုကိုတွေ့လိုက်ရပြီးတော့ဆမ်ကအဲ့ဒီအပေါက်ကိုဖွင့်လိုက်တဲ့အခါမှာတော့အထဲမှာပိုးကောင်တွေပြည့်နေတာကိုတွေ့လိုက်ရပါတယ်။ဆမ်ကတော့လန်သွားခဲ့ပေမဲ့လို့သူ့သွားခြင်းတဲ့နေရာကိုရောက်ဖို့အထက်ကကျိုးကိုဆွဲပြီးတော့သွားလိုက်ခဲ့ပါတယ်။ဆမ်ကတော့တစ်ဖက်မှာရှိနေတဲ့ဘော့ကိုတွေ့သွားခဲ့ပြီးတော့ဘော့ကတော့သူ့ကိုခေါ်ဖို့ကျမ်းမြင့်ကအပြားတစ်ပြားကိုခွာလိုက်ခဲ့ပါတယ်။ ဘောဂရက်ဆန်ကိုဆွဲခေါ်လိုက်ပြီးတော့ကဘာနကုရဲ့မြေဆွေအားကမတူညီတာကြောင့်ထိပ်တီးပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ဘောဂဆန်ရဲ့ခြေထောက်မှာကန်ဆိုးမှုအမုံတွေကပ်ပါလာတာကိုတွေ့ပြီးတော့လန်သွားခဲ့ပေမဲ့လို့ Jeff လာတဲ့အတက်ကိုကြားလိုက်ရတဲ့အတွက်ပုံလိုက်ကြပါတယ်။ Jeff ကတော့ကန်ဆိုးမှုအမုံတွေကိုလိုက်ရှာနေရင်းနဲ့ Sam တို့ကိုတွေ့သွားခဲ့ပါတယ်။ဒါပေမဲ့ကန်ကောင်းစွာနဲ့ Jeff က Sam စီကကန်ဆိုးမှုအမုံကိုသူ့ရဲ့လက်လုပ်ကန်ဆိုးဆက်ကနေထွက်လာတယ်ပဲထင်နေခဲ့ပါတယ်။အဲ့ဒီလက်လုပ်ကန်ဆိုးဆက်ကကန်ဆိုးမှုအမုံတွေကိုကြာပန်းဆက်စီကိုပို့ပေးပြီးတော့ ဂျာပန်ဆက်ကနေကဘာကိုဂျာပန်လွှတ်ပေးတာပဲဖြစ်ပါရင်ဆမ်ကတော့ဘော်ဒရွန်ကိုရှာနေတော့ယူနီကွန်းကိုအာယုံလှဲဖို့အတွက်ကိုမှအဲ့ဒီဆက်ကဘယ်လိုမျိုးအလုံးလုံးလဲဆိုပြီးတော့မေးလိုက်ခဲ့ပါရင်သူတို့စကားပြောနေရင်လည်းဆမ်က Jeff နဲ့ငကားတို့ငငယ်ကတပ်ပုံကိုတွေ့တော်ခဲ့လိုက်ပါရင် Jeff ကတော့သူ့ရဲ့ဘဝမှာအခြေဆုံးသူဖြစ်ကြောင်းပြောလိုက်ပြီးတော့သူရင်တုံးကအကြောင်းတွေကိုပြောပြလိုက်ခဲ့ပါရင် ီဆက်ကြီးမရှိခင်တုန်းကဂျက်ဖ်ကကန်ဆုံမှုအမုံတွေကိုလက်နဲ့ပဲယူခဲ့ရပြီးတော့တနေ့တော့ကန်ဆုံမှုဆက်ကပောက်ကွဲမှုဖြစ်ပြီးတော့ကန်ဆုံမှုတွေကသူ့ရဲ့တကူလုံးကိုဖုံးသွားခဲ့လိုက်ပိုင်အဲ့ဒါကိုတည်တဲ့ငကားကလည်းသူ့ရဲ့စီကိုလာပြီးတော့ကန်ဆုံမှုတွေဖဲဖို့အကျွေးစစ်ငါပေးလိုက်ပိုင်အကျွေးစစ်ရတာတော့မှသူကပြန်ကောင်းဖို့လေးလာတော့မှကြာခဲ့ပေမဲ့လို့အဲ့ဒီအချိန်လေးလာမှသူ့ဘဝရဲ့ချစ်စစ်ကိုတွေ့ရတဲ့အတွက်ကိုမှအကောင်းဆုံးအချိန်တွေဖြစ်ခဲ့ပိုင်ဒါပေမဲ့လို့သူတို့ကအဲ့ဒီအချိန်ပြီးတော့ပြက်ခဲကြတယ်လို့ပြောလိုက်ပိုင်သူရဲ့ဇလန်တွေကိုပြောပြပြီးတဲ့အခါမှာတော့ Jeff ကငိုလိုက်ပြီးတော့အမိုက်တောင်ပေါ်မှာတခုခုရှာနေတဲ့ ပော့ပ်ကိုတတိထားမိသွားခဲ့လိုက်ပိုင်းဘဝရဒုံးတွေကိုလွန်ခဲ့တဲ့မိနစ်အနည်းငယ်ကပဲတူတွေ့ထားခဲ့ပြီးတော့အဲ့ဒီထဲကအကျွေးစေးကညစ်ပက်နေတဲ့အတွက်အကျွေးစေးကိုတန်ရှင်းလို့ရအောင်လို့အကျွေးစေးဌာနစီကိုပို့လိုက်တယ်လို့ပဲပြောလိုက်ခဲ့ကြပိုင်းဘောနဲ့ဆမ်မလို့ကလည်းကံကောင်းမှုနယ်မြေစီကိုပြန်လာကြပြီးတော့ဘောကတော့သူနှင်ထုတ်ခံရတော့မှကိုတွေးပြီးတော့စိတ်ပူနေခဲ့ပိုင်းဆမ်ကတော့ဘောကိုမကြောက်ဖို့ပြောလိုက်ပြီးတော့သူယူလာတဲ့ကန်ဆိုးမှုအမှုကိုပြလိုက်ပိုင်းဆမ်ကတော့အဲ့ဒီအမှုကိုယူပြီးတော့ဘောကိုတွားတွေ့မယ်လို့ပြောလိုက်ခဲ့ပိုင်း သူငကားကိုတွားတွေးတဲ့အခါမှာတော့ Bob ကလည်းသူ့စီကကန်ဆိုးမှုကိုအနမ်းရသွားတဲ့အတွက်ယုံဒီကိုခေါ်ပြီးတော့သူ့ရဲ့ဖနက်ကလည်းကန်ဆိုးမှုအမှုကိုရှင်းပြလိုက်ပါပြီးတော့တဲ့နောက်မှာတော့သူက Samsung ကကန်ဆိုးမှုတွေအားလုံးကိုပြောင်းအောင်လို့အကျွေးစီလေးကိုပေးလိုက်ပါဘောကရတူနာဆုံးအကျွေးစီပေးဖို့တဲ့တရဝါဆိုရင် ပြန်ကောင်းဖို့လေးလာကြာခဲ့ပြီးတော့အဲ့ဒီလေးလာကသူရဲ့ဘဝရဲ့အကောင်းဆုံးလာဖြစ်ခဲ့တယ်လို့လည်းပြောလိုက်ခဲ့ပါ Sam ကတော့သူ့လိုချင်တာကိုရလာတဲ့အတွက်ဘော့ကိုသွားပြောဖို့ပြေးလာခဲ့ပြီးတော့ကပတိန်ကတော့ကြည်တီးတီးရခန့်အနေနဲ့ဘော့ကိုဖမ်းသွားခဲ့ပြီးပဲဖြစ်ပါတယ် အဲ့ဒါကြောင့် Sam ကတော့ကားနောက်ကိုလက်ပြီးတော့ကားမိုးပေါ်ကိုတက်လိုက်တဲ့အတွက် Captain ကလည်းဘာဖြစ်တယ်လဲကြည့်ဖို့အတွက်ကိုမှကရက်လိုက်ပိုင်း Sam ကတော့ Captain ကိုအချွေစီပြလိုက်ပြီးတော့ Bob ရဲ့လက်ပတ်ကနေပြီးတော့ကြားခဲ့တာလို့လည်းပြောတဲ့အတွက် Captain ကလည်းသူ့မှာဖမ်းမိတာလို့ထင်ခဲ့ပြီးတော့ Bob ကိုလည်းလှုပ်ပေးလိုက်ခဲ့ပိုင်း ဘောကာရဆန်ကိုကျေးဇူးတင်လိုက်ပြီးတော့ဟေဇယ်အတွက်ကိုဘယ်လိုလုပ်မှလဲဆိုပြီးတော့မေးလိုက်ပိုင်းဆမ်ကာရသူ့မှာအစီအစဉ်ရှိပြီးတော့သူ့ရဲ့အစီအစဉ်အရဟေဇယ်မွေးစားမခံရတာမဖြစ်ရအောင်ဂျက်နဲ့ကန်ဆိုးဆက်ကိုရက်တက်အောင်လုပ်လိုက်ရင်စုံမှုတွေပိတ်မိသွားခဲ့ပြီးတော့ဟေဇယ်စီကိုကန်ဆိုးမှုတွေကရောက်မလာတော့ဘူးလို့ပြောလိုက်ခဲ့ပိုင်းနောက်နောက်နိုင်ကြရင်တော့ဘော့ကိုအဲ့ဒီဆက်ကိုပြန်ဖွင့်ပေးဖို့ပြောလိုက်ခဲ့ပိုင်းကံကောင်တိုင်းပြမှာတော့သူရဲ့ကိစ္စတွေပြီးသွားတဲ့နောက်မှာတော့ဆမ်ကလူသားကပ္ပကိုပြန်ဖို့တက်လီကားပေါ်ကိုတက်လိုက်ခဲ့ပါ යි ။အဲ့ဒီအချိန်မှာပဲကန်ဆိုးမှုဆက်ကလည်းပြက်စီးသွားခဲ့ပြီးတော့အထက်ကကန်ဆိုးမှုအမုံတွေကထွက်လာခဲ့ပါ යි ။ ဆမ်လိုကတော့ဘာဖြစ်နေတာလဲဆိုတာကိုကြည့်ဖို့ကိုတွားလိုက်ပေမယ်လို့နောက်ကျသွားခဲ့ပြီးတော့ကန်ဆိုးမှုအမှုန်တွေကကန်ကောင်းမှုတိုင်းပြည်စီကိုလွင့်လာပြီးပဲဖြစ်ပါတယ်။ခဲရောင်မှုန်တွေကတိုင်းပြည်နှံ့ကိုဖုံးသွားခဲ့ပြီးတော့လူသားတိုင်းပြည်ကိုပါပြန့်နှံ့သွားခဲ့ပါတယ်။ဒါကြောင့်မလို့ဟေဆေကိုမွေးစားမဲ့သူတွေကရောက်မလာတော့ပဲနဲ့ဟေဆေကလည်းမိသားစုရဖို့အခွင့်အရေးကိုထပ်ပြီးတော့လည်သွားခဲ့ရပြန်ပါတယ်။တကဘာလုံးကိုကန်ဆိုးမှုတွေပြန့်နှံ့သွားခဲ့ပြီးတော့ဂျာပန်ကန်ကောင်ကြောက်တုံးကလည်းပြည့်စည်သွားခဲ့ရပါတယ်။ကန်ကောင်တိုင်းပြည်တစ်ခုလုံးကလည်းကန်ဆိုးမှုတွေနဲ့ကိုဖုံးပြီးတော့ပြည့်စည်သွားခဲ့ရပါတယ်။ ဘဘကလည်းအကျွေးစည်းတွေနဲ့ကန့်စုံမှုတွေကိုဖဲ့ဖို့ကြိုးစားပေမဲ့လည်းအကျွေးစည်းတွေအလုံးကကန့်စုံမှုတွေဖုံးသွားပြီပဲဖြစ်ပါတယ်။ဘဘကတော့သူ့ရဲ့အကျွေးစည်းတွေကိုတုံးဖို့ပြောလိုက်ပေမဲ့လို့သူ့အကျွေးစည်းတွေကလည်းအစွမ်းမရှိတော့ဘူးဖြစ်ပါတယ်။ဘဘကတော့သူကကန့်ကောင်းတဲ့ကြောင်မဟုတ်ပေနဲ့ဒီအကျွေးစည်းတွေမှမရခင်သူ့ရဲ့ဘဝကလည်းအမြဲတမ်းကိုမှကန့်စုံနေရဲဆိုတာကိုပြောပြလိုက်ပါတယ်။ ကန်ကောင်းကြတုံမရှိတဲ့အတွက်ကိုကန်ဆိုးကြတုံလည်းပျက်စီးသွားခဲ့ပြီးတော့လူသားကပ္ပာနဲ့ကန်ကောင်းကပ္ပာကြားတွားတဲ့အရာတွေဟာလည်းပြတ်တောက်သွားခဲ့ရပါတယ်။အိမ်ပြန်မရတော့မှစိုးရိမ်နေတဲ့အတွက်ဆမ်ကလည်းသူ့လူသားဆိုတာကိုပြောပြလိုက်ပြီးတော့သူ့ရဲ့ကပ္ပာကိုပြန်ဖို့နီးလန်းရှာရမယ်လို့ပြောပြလိုက်ခဲ့ပါတယ်။ဆမ်ကတော့သူ့ကြောင့်ခုလိုမျိုးတွေကိုဖြစ်သွားရလို့ဝမ်းနဲ့တွားခဲ့ပြီးတော့သူတခြားလုံးကန်ဆိုးတာကကန်ဆိုးမှုံကြောင့်မဟုတ်ပဲနဲ့သူကိုယ်တိုင်ကြောင့်ပဲဆိုတာကိုနားလည်တွားခဲ့ပါတယ်။ဆမ်ကတော့ဒီလိုမျိုးကန်ကောင်းတိုက်ပြီးတခုလို့ကိုယ်တော်မှာကန်ဆိုးသွားအောင်လုပ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါကိုကြားတဲ့ဘော့ကလည်းဆမ်ကိုနှစ်သိပ်ပေးဖို့ကိုတွားလိုက်ခဲ့ပါတယ်။ ဘောဂရဆန်ကသူမြင်ဘူးသူမြတွေမှာအကောင်းဆုံးလူသားတစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့ပထမဦးဆုံးအသေးစိတ်ကသူ့ကိုနေလေစာပါမုံမျှဝေပေးတာပဲဖြစ်တယ်လို့ပြောလိုက်ခဲ့ပါတယ်။သူကတော့အမြဲတမ်းကိုမှကန်ဆိုးတဲ့ဘဝမှာနေရတာတော့မှအချွေစိတ်ကိုတွေးတဲ့အချိန်သူ့ရဲ့ပထမဦးဆုံးတွေးမိတာကဟေးစဲကိုပေးဖို့ပဲဖြစ်ပါတယ်။ဆမ်ကတော့အဲ့ဒီစကားတွေကိုကြားပြီးတော့ကောင်းမွန်တဲ့အရာတွေလုပ်ဖို့ကိုဆုံးဖြတ်လိုက်ခဲ့ပါတယ်။ဆမ်ကတော့သူကန်ဆိုးတိုင်းပြည်မှာကန်ကောင်းကြောက်တုံးကိုတွေးခဲ့တာကိုတတိယသွားခဲ့ပြီးတော့အဲ့ဒါကိုတွားယူလိုက်ခဲ့ကြပါရင်ဆမ်ကတော့သူကန်ကောင်းကြောက်တုံးကိုတွေးခဲ့တဲ့နေရာကိုဘော့ကိုလည်းခေါ်သွားခဲ့ပါရင် သူတို့အဲ့ဒီကိုရောက်တဲ့အခါမှာတော့ဆမ်ကလည်းကန်ဆိုးတိုင်းပြည်ကသတ္တဝါတွေကကြောက်စရာကောင်းမယ်လို့ထင်နေခဲ့ပေမဲ့လို့သူထင်တယ်လို့မျိုးမဟုတ်ပဲနဲ့သူတို့ကလည်းချစ်ဖို့ကောင်းတာကိုတွေ့လိုက်ရပါတယ်။ရူဒီကတော့အဲ့ဒီဘာရဲ့ပိုင်ရှင်ဖြစ်ပြီးတော့ကန်ဆိုးမှုတိုင်းပြည်ရဲ့မျိုးတော်ဝင်လည်းဖြစ်ပါတယ်။ရူဒီကတော့ဘော့ဘ်ကိုတွေ့တော့ဝမ်းသာအားရနှုတ်ဆက်လိုက်ပြီးတော့သူတို့မှာအခု lucky shot ဆိုတဲ့နေရာအသစ်ရှိလာပြီလို့လည်းပြောလိုက်ပါတယ်။ရူဒီကတော့အကွဲအကြောင်းတွေကိုပြန်ပြင်တော့ကပိုက်တစ်ခုကိုတိုက်မိပြီးတော့အဲ့ဒီထဲကကန်ကောင်းပုံလေးတွေကကျလာတာကိုစုထားခဲ့တယ်လို့ပြောလိုက်ပါတယ်။ ပြီးတော့သူကဖန်ပလင်းတစ်ခုထဲမှာစုထားခဲ့ပြီးတော့ကန်ဆိုးတိုင်းပြည်ကလူတွေကိုကန်ကောင်းမှုနဲ့ခန့်စားရအောင်လို့တင်ထားခဲ့တာပဲဖြစ်ပါတယ်။ဆမ်ကတော့သူတို့စီကကန်ကောင်းမှုတွေကိုယူရတဲ့အတွက်အပြည့်ရှိတလူကိုခန့်စားရပေမဲ့လို့ရူဒီကတော့အဲ့ဒီအတွက်ကိုစိတ်မပူဖို့ပြောလိုက်ပြီးတော့သူတို့ကမကြခင်မှာပဲနောက်ထပ်ပြောစရာတွေတွေးလိုက်မယ်လို့ပြောလိုက်ခဲ့ပါတယ်။ ရူဒီဂါရကန်ဆိုမှုရဲ့ကောင်ကျိုးကသူတို့ကဘလို့အခြေအနေမျိုးမှမဆိုပြောနိုင်တာပဲလို့ဖြစ်တယ်လို့ပြောလိုက်တဲ့အတွက်ကမှဆမ်ကတော့သူအဲ့ဒီလူမျိုးတစ်ခါမှကိုမတွေ့ဘူးလို့ပြောလိုက်ခဲ့ပါတယ်။ဆမ်နဲ့ဘောရုတ်ကလည်းကန်ကောင်းမောင်ပလင်နဲ့ကန်ဆိုမောင်ပလင်ယူလာခဲ့ပြီးတော့ဘေးကိုတွေ့ဖို့သွားလိုက်ခဲ့ကြပါတယ်။သူတို့ကတော့ဘေးကိုသူတို့စကားပြောဖို့ကိုခွင့်တောင်းလို့ရအောင်လို့ Jeff ကိုခေါ်လာခဲ့ကြပါတယ်။ဆမ်ကတော့ကန်ဆိုးနေမြေကရလာတဲ့ကန်ကောင်းချင်းမှန်ကိုဘေးပူပေးလိုက်ခဲ့ပြီးတော့ကဘာကြီးကိုပြန်ညီမြအောင်လို့ကန်ကောင်းချင်းနဲ့ကန်ဆိုးချင်းကြောက်တုံးတစ်ခုလုပ်ဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့လို့ဘေးကတော့ကန်ကောင်းကြောက်တုံးတစ်ခုနဲ့ကန်ဆိုးကြောက်တုံးတစ်ခုလုပ်လိုက်ပါတယ်။ ဘေကတော့ကြာပန်းဆက်မှာကန်ကောင်းကြောက်တုံးနှစ်တုံးထားပြီးတော့ကန်ဆိုးမှုတွေကိုအဆုံးသတ်ပြဖို့ကိုလှုပ်လိုက်ခဲ့ပါတယ်။ဒါပေမဲ့လို့ဆမ်ကတော့ကန်ဆိုးကြောက်တုံးကိုကန်ပြီးတော့ဘေးမနောက်ကိုပြေးလိုက်သွားခဲ့ပါတယ်။ဘေကတော့ပထမဆုံးနေရာမှာကန်ကောင်းကြောက်တုံးကိုထည့်လိုက်ပြီးတော့နောက်တစ်ခုကိုလည်းထည့်ဖို့ကိုသွားလိုက်ခဲ့ပါတယ်။ဒါပေမဲ့လို့ဆမ်ကတော့သူ့ရှေ့ကပိတ်ရက်လိုက်ပြီးတော့ကန်ဆိုးမှုတွေကိုအဆုံးသတ်ဖို့ခွင့်မပြုနိုင်ဘူးလို့ပြောလိုက်ပါတယ်။ဘေကတော့ကန်ဆိုးမှုတွေကသူ့ရဲ့တိုင်းပြည်ကိုဖျက်ဆီးနိုင်ပြီးတော့သူ့နဲ့ရူတီသူ့နဲ့ဂျက်ဖ်တို့ရဲ့အချစ်ဆက်လန်လေးကိုလည်းဖျက်ဆီးခဲ့တာလို့ပြောလိုက်ခဲ့ပါတယ်။ ။ဆမ်ကတော့အဲ့ဒါကိုငင်းလိုက်ပြီးတော့ဘီမနဲ့ဂျက်တွေ့ဆုံခဲ့တာကကန်ဆိုးမှုကြောင့်ပဲဖြစ်ပြီးတော့သူတို့ကန်ကောင်းတိုင်းပြည်ကိုပြန်တီဆောက်ဖို့ကူပေးနေတာကလည်းကန်ဆိုးနေမိကလူတွေဆိုပြီးတော့ပြောလိုက်ခဲ့ပါရင်။အဲ့ဒီစကားကိုကြားပြီးတော့ဘေးကလည်းကန်ကောင်းကြောင့်တော့မထဲတော့ပဲနဲ့ကန်ကောင်းကြောင့်တော့နဲ့ကန်ဆိုးကြောင့်တော့တူတူထဲဖို့ကိုခွင့်ပြုလိုက်ပါရင်။ကြဘက်ဆက်ကတော့အညီမြဖြစ်သွားပြီးတဲ့နောက်မှာတော့ကံကောင်းမှုတွေကထွက်လာခဲ့ပြီးတော့အားလုံးကလည်းပုံမှန်ပြန်ဖြစ်လာခဲ့ပါရင်လူသားကမ္ဘာနဲ့ဆက်တွေ့ထားတာတွေကလည်းပြန်ပွင့်သွားခဲ့ပြီးတော့ဆမ်ကလည်းအိမ်ပြန်လို့ရတော့မှလည်းဖြစ်ပါရင် ဒီခါမှာတော့ဟေးဆဲကိုမွေးစားဖို့လာကြည့်တာကအောင်မြင်သွားခဲ့ပြီးတော့ဟေးဆဲကလည်းမိသားစုရာသွားခဲ့ပါတယ်။ဆမ်ကတော့မပြန်ခင်မှာပဲဘော့ပြေကံကောင်းတိုင်းပြည်ကမှင်စာအနေငယ်နဲ့တူတူရူဒီရဲ့ဘားကိုလာခဲ့ကြပါတယ်။သူကတော့ Rudy ကိုကျေးဇူးတင်တဲ့အနေနဲ့ကံကောင်းချောက်တုံးကိုပေးလိုက်ပြီးတော့အခုတော့ Bob ကတော့သူ့ရဲ့ဘဝကိုဘယ်လိုဖြတ်တန်းမလဲဆိုတာကိုဆုံးဖြတ်ရတော့မယ့်အချိန်ပဲဖြစ်ပါတယ်။ကံစုံမှုတိုင်းပြည်က Bob တငယ်ချင်းတွေက Bob ကိုအိမ်မြလာဖို့ကိုခေါ်ပေးမယ်လို့ကံကောင်းတိုင်းပြည်က Captain ကလည်းသူ့ကိုအလုပ်ပြောင်းလုပ်ဖို့အတွက်ကိုမှခေါ်လိုက်ခဲ့ပါတယ်။ ဒါပေမဲ့လို့ဘောကတော့နှစ်ခုစလုံးကိုသဘောမချဘဲနဲ့လူသားတိုင်းပြည်ကိုပြန်ပြီးတော့ဆမ်ရဲ့ဘေးနားမှာသူ့ရဲ့မိသားစုအနေနဲ့နေကျင်တယ်လို့ပြောလိုက်ခဲ့ပါတယ်။နှစ်နေငယ်ကြာပြီးတဲ့နောက်မှာတော့ဆမ်ကလည်း Marvin ရဲ့ store မှာ manager ဖြစ်လာခဲ့ပြီးတော့သူနဲ့ဘောကတော့အားလဲရတာ HSC ကိုသွားလဲကြပါတယ်။နောက်ဆုံးမှာတော့ကန်ဆုံးမှုတွေကဆမ်ရဲ့ကဘာပေါ်ကအကောင်းဆုံးအရာတွေနဲ့ကြုံရမှာကိုတားဆီးမရခဲ့ပါဘူး။ဆက်ရှင်နေလောက်တယောက်တည်းကိုနေလာခဲ့ပြီးတဲ့နောက်မှာတော့ဆမ်ကမိသားစုလေးတစ်ခုကိုရရှိသွားခဲ့ပြီးတော့အဲ့ဒါကသူ့မြေးလူကျင်ခဲ့တဲ့ကံကောင်းမှုပဲဖြစ်ပါရင် ဒီနေရာလေးမှာပဲကျွန်တော်ရဲ့တင်ဆက်မှုဟာလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာအခုလိုမျိုး animation စကားကောင်းလေးတွေကိုစင်စဲမပြတ်ကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ Magic Minute Channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါဦးနော်နောက်တစ်နေ့မှာစကားကောင်းတွေနဲ့တူတူပြန်လည်တွေ့ဆုံကြပါစို့လားခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်